ရှယံကောင်ကတင်ဆက်ပေးမဲ့သတင်းကတော့လိန်လယ်မှုကွန်ရက်များနဲ့ရာဇဝတ်ခိုင်းများကိုပြက်ပြက်သားသားနှိမ်နှင်းဖယ်ရှားရန်အထူးအလေးထားဆောင်ရွက်သွားမယ်လို့ပြည်ထရေးဒုဝန်ကြီးပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အွန်လိုင်းသုံးပြုလိန်လယ်မှုများကိုတိုက်ဖျက်ရန်ဒေတာတွင်းပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြင့်တင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လိန်လယ်မှုကွန်ရက်များနဲ့ရာဇဝတ်ခိုင်းများကိုပြက်ပြက်သားသားနှိမ်နှင်းဖယ်ရှားရန်အဆိုပါကွန်ရက်များ၌ပိတ်မိနေသူများကိုကယ်ဆယ်ရန် ဒေတာရင်းတရားဥပဒေစိုးမိုးရေးကိုထိမ့်သိမ့်ရန်အထူးလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးပိုချုပ်အောင်ကျော်ကျော်ကနိုဝင်ဘာလ14ရက်နေ့ကတရုတ်ပြည်သူသမရနိုင်ငံကုမင်းမြို့မှာရှိတဲ့ဟန်ကင်ဟိုတယ်မှာပြုလုပ်ဆွေးနွေးခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်နိုင်ငံတို့အကြားပထမအကြိမ်အွန်လိုင်းလေလံမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးစစ်ဝေးမှာပြောကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်၍ဒုဝန်ကြီးကအွန်လိုင်းအသုံးပြုလိန်လံမှုတိုက်ဖျက်ရေးဟာလမ်းချမ်းမဲခေါင်အတိုင်ဝင်းရဲ့ဘုံတာဝန်ဖြစ်ကြောင်းနဲ့ လမ်းချမ်းမဲကောင်ပူပေါင်းဆောင်ရွက်ရေးရန်တရားဟာစိန်ခေါ်မှုများနဲ့ရင်ဆိုင်နိုင်ပြီးပလက်ဖောင်းတရက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ရင်းစည်းဝေးသို့မြန်မာနိုင်ငံပြည်ထောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီးမစ္စတာရှိုကျုံးကြီးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကမ္ဘောဒီးယားနိုင်ငံပြည်ထောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာချိုပန်ထန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့လာအိုနိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာခန်ကင်ဖီလာ မနီဝွန်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ထိုင်းနိုင်ငံတော်ဝန်ရဲတပ်ဖွဲ့လက်ထောက်ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇီရက်ဟော့ဘူရီတက်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဗီနန်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှူးရင်းရဲတပ်ဖွဲ့ဒုတိယတပ်ဖွဲ့မှူးမစ္စတာဖာမန်ထရူဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြပြီးကုလသမဂ္ဂမှူးရင်းစေဝါနဲ့မှူးရင်းဆိုင်ရာယုံစင်ကာပူအခြေစိုက်အင်တာပိုလ်ရုံးခွဲနဲ့လန်ချမ်းမဲကောင်တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဗဟုဌာနတို့မှကိုယ်စားလှယ်များလေ့လာသူဖြစ်တဲ့ရောက်ကြောင်းသိရပါတယ်။အစည်းအဝေးမှာဆက်သွယ်ရေးစနစ်နဲ့အွန်လိုင်းတို့ကိုအသုံးပြုပြီးလိမ်လည်သောမှုကင်းများအားတိုက်ဖျက်ရေးနဲ့ဆက်လင်း၍နိုင်ငံတကာမဟာမိတ်အဖွဲ့များပူးတွဲတည်ထောင်ရေးအွန်လိုင်းလိမ်လည်မှုလုပ်ကံနေသောနေရာများအားရှင်းလင်းဖယ်ရှားရေးနဲ့ပြည်နယ်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေးအွန်လိုင်းလိမ်လည်မှုပြုလုပ်နေသောအ धिक နေရာများအားပူးတွဲထိန်းချုပ်ရေးစတဲ့ခေါင်းစဉ်၃ရပ်ဖြင့်ဆွေးနွေးမှုပြုလုပ်ခဲ့ရာ အစီအွေတက်ရောက်လာကြသောနိုင်ငံများမှကိုယ်စားလှယ်အဖွဲ့များကအသီးသီးဝင်ရောက်ဆွေးနွေးကြောင်းသိရပါပါတယ်ခင်ဗျာ။